တရင်ပြည်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်မားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရကံအပ်ပါရခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့နေပြည်တော်ပါဝင်နိုင်ငံတော်မှာစာနာမဲပေးနိုင်တဲ့အသက်၈၀နှစ်နဲ့အထက်လူငယ်များခီးလွန်ပျောက်ဆုံးနေပြီးမျိုးနယ်တစ်ခုထဲမှာပင်လူငယ်၂000ကျော်ခီးလွန်ပျောက်နေကော နေရဆုံးကွာစပေးရှောင်းနေကိုစတက်ကအာဓမမဲပေးခိုင်းနေတဲ့တရင်ကိုတက်ဆက်ပေးကြပါရင်နေပြီးတော့ပါဝင်မြန်မာနိုင်ငံတော်အားမှာဆန္ဒမဲပေးနိုင်တဲ့အသက်16နှစ်နဲ့အထက်လူငယ်များခေးလုံပျောက်ဆုံးနေပြီးနေပြီးတော့တွမ်းမှာရှိတဲ့မျိုးနယ်နှစ်ခုထဲမှာပင်ခေးလုံပျောက်ဆုံးနေတဲ့လူဦးရေ2000ကျော်ကျော်ရှိတယ်လို့လူဝဲမှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ဌာနတော်တင်ပြစာတွေကသိရပါတယ်အကြံဘတ်စက်တက်လောက်ကံလူဝဲမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားအုပ်စည်းဌာနကဇာနာမဲပေးရန်အကြုံးဝင်နေတဲ့အသက်16နှစ်နဲ့အထက်လူငယ်များစီးရင်ကို မျိုးနယ်ထွေအုံးနဲ့လာဝါကားတို့ကဘတ်စင်စီစစ်နေကြောင်းအဲလိုစီစစ်ရမှာလာမဲ့ဒီစမာလာမှာအသက်၈နှစ်ပြည့်မဲ့အတီးပြူလူဦးရေစီးရင်ရရှိရေးအတွက်မျိုးနယ်များလာရေးမြေပြင်ကွင်းစင်လူဦးရေကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့တွေဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းအဲလိုစီစစ်ရမှာနေပြည်တော်ကောင်စီနယ်မြေတွင်းမှာရှိတဲ့ရှင်းမျိုးနယ်မှာပင်အသက်၈နှစ်နဲ့ထက်လူငယ်များခီးလွန်ပျောက်ဆုံးနေတာကိုတွေ့ရှိရကြောင်းသိရှိရပါတယ်လက်ရှိစန္ဒမဲပေးနိုင်တဲ့အသက်၈နှစ်နဲ့ထက်လူငယ်များခီးလွန်ပျောက်ဆုံးနေတဲ့ နေပြီးတော့ကောင်းစီမျိုးနယ်ရှင်မျိုးနယ်တဲကမျိုးနယ်နှစ်ခုထဲမှာပဲလူဦးရေ2000ကျော်ကျော်ဟာခီးလွန်ပျောက်ဆုံးနေကြောင်းသဘူတတိမျိုးနယ်မှာဆန္ဒမဲပေးနိုင်တဲ့အသက်18နှစ်နဲ့ထက်လူဦးရေ3918ဦးပြင်မနာမျိုးနယ်မှာဆန္ဒမဲပေးနိုင်တဲ့အသက်18နှစ်နဲ့ထက်လူဦးရေ2220ဦးခီးလွန်ပျောက်ဆုံးနေကြောင်းအခြားမျိုးနယ်များမှာလည်းလူဦးရေထောင်ကနန်းမှကောင်းကနန်းထိလူငယ်များစည်ရင်းသာရှိပြီးလက်တွဲမှာနေထိုင်ခြင်းမရှိဘဲခီးလွန်ပျောက်ဆုံးနေကြောင်းသိရပါတယ် ဒါကြောင့်စကောမရှင်ကတိုင်းစင်ခရိုင်စင်နဲ့မျိုးနယ်စင်များအနေနဲ့ရက်ွက်ခြေဝများနဲ့ချိတ်ဆက်ပြီးတော့တော်လကောင်းဌာနဆိုင်ရာများအနေနဲ့လက်ရှိပြောင်းရွှေ့ရောက်ရှိသူမိသားစုဝင်များအသက်၁၈နှစ်နဲ့အထက်ဇီးရင်အတိုးလျှော့အား၎င်းမယ်ဇီးရင်လူဦးရေဇီးရင်မှာပါဝင်တဲ့ခရီးလွန်တွေပြန်လည်ရောက်ရှိမှုအခြေအနေများကိုဒုတ်တက်မှုရှိမရှိစစ်ဆေးဆောင်ရွက်သွားရန်အပတ်စဉ်ဒုတ်တက်မှုအခြေအနေကိုခြေဝအုပ်စုရက်ွက်အလိုက်ဌာနအလိုက်တမတ်ပုံစံနဲ့တင်ပြဆောင်ရွက်ရန်ညွှန်ကြားထားပါတယ်လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့နိုင်ငံတော်ကစာနာမဲပေးနိုင်တဲ့ အသက်ဆရှင်နေတဲ့အထက်လူကြီးများကိုဗတ်စင်စစ်စစ်ရမှာဒိုင်းဆက်မှာဗတ်စင်တင်းလာနေတိုင်းခရိုင်ဆက်မှာဗတ်စင်တောက်ကြနေတိုင်းမျိုးနယ်ဆက်မှာဗုဒ္ဓဟူးနေတိုင်းစစ်စစ်ရမယ်လို့စကောမရှင်ကညွှန်ကြားထားကြောင်းသိရပါတယ်။ဒါပြင်ခြားတစ်ဖက်မှာလည်းစစ်တကနေရဆုံးခွာစပေးရှောင်းပြည်သူများကိုမူလနေထိုင်ရမျိုးနယ်များအတွက်စာနာမဲပေးလိုပါကယခုလက်ရှိရောက်ရှိမျိုးနယ်ကောမရှင်အဖွဲ့ခွဲမှာလာမယ့်အောက်တိုဘာလ12ရက်နေ့နောက်ဆုံးထားပြီးပုံစံ15နဲ့လျှောက်ထားရန်ဖိအားပေးနေကြောင်းစပေးရှောင်းနေနေနဲ့ကြိုတင်စာနာမဲပေးခြင်းကို နိုဝင်ဘာ25ရက်နေ့မှနိုဝင်ဘာ26ရက်နေ့ထိမဲပေးရမယ်လို့ဖိအားပေးနေကြောင်းသိရပါတယ်။ဒါပြင်နေရာစွန့်ကွာစပေးရှောင်ပြည်သူတွေနဲ့မိမိတို့မူလနေထိုင်ရမျိုးနွယ်တွေအတွက်ကြိုတင်မဲ့မပေးလို့ပါကောင်။ရောက်ရှိနေတဲ့မျိုးနွယ်များတို့ဆန္ဒမဲ့ပေးဖို့လျှောက်ထားရန်လဲစတကဖိအားပေးနေတယ်လို့သိရပါတယ်။နောက်ထပ်တမတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မြိုင်မျိုးနွယ်မှာခင်ပတ်ရန်ထွက်လာတဲ့ပြူစောတိများကိုပြေခတ်တိုက်ခိုင်းမှုတွင်ခင်မှုပြူစောတိမျိုးနိုင်၏ပွဲချင်းပြီးတည်ဆုံးတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။ မကွေးတိုင်းမြိုင်နုံးနယ်မှာကင်းပတ်ရန်ထွက်လာတဲ့ပြူစောတိများကိုပြစ်ခတ်တိုက်ခိုက်ရမှာကင်းမှုပြူစောတိမျိုးနိုင်၏ပေါ်ချင်းပြီးသေဆုံးသွားခဲ့တယ်လို့ဒီဝန်ကြီးပြောကြားတဲ့ပွဲမှာရဲဘော်အစိုးရပြောပါတယ်။ယမန်နေ့စတေမာလာ24ရက်နေ့မနက်6:00နာရီခန့်မှာမြိုင်မျိုးနယ်တောင်ပိုင်းမှာရှိတဲ့တရက်ကန်ပြူစောတိရွာမှာကင်းပတ်ရန်ထွက်လာတဲ့ပြူစောတိများကိုပြစ်ခတ်တိုက်ခိုက်ရမှာအပြက်လန့်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အဲလိုပြက်ကတ်တကမ်းမှုတို့မှာကင်းမှုပြူစောတိမျိုးနိုင်၏ပေါ်ချင်းပြီးသိဆုံးခဲ့ကြောင်းအထင်းနာတဲ့ပြူစောတိများက၄၀မမတလုံး လန်နှင်းငယ်များနဲ့ရန်တန်ပစ်ခတ်ခဲ့ကြောင်းဒါကြောင့်အပြန်အလှန်ပစ်ခတ်မှု10မိနစ်ကြာဖြစ်ပွားခဲ့ပြီးတော်လန်ရဲ့ရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်အခုစစ်ခွေးနယ်ပြူစောဒီအင်အားတရာကျော်ခန့်တဆွဲထားတာတဲ့တရက်ကန်ပြူစောဒီရွာကနေကင်းပတ်ဖို့ထွက်လာတဲ့အချမ်းဘတ်စစ်ခွေးတွေကိုစောင်းကြိုတိုက်ခိုက်ခဲ့တာပါအရိတခိုင်မှုတွေမှာစကွေးတကောင်သေးပါတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဒီဝိုင်းကေးပြောက်ကြားတပ်ဖွဲ့မှရဲဘော်စောကြီးကပြောပါတယ်အဆိုပါတခိုင်မှုကိုဒီဝိုင်းကေးပြောက်ကြားတပ်ဖွဲ့ မြိုင်ပကပတယင်းတက်တကွက်တဲ့မြိုင်ပကပတယင်းတက်တကွက်လေးပြည်သူလူမျိုးရေးတပေါင်းစု PSC အညာမြေတပေါင်းစု Union Brother UB ကမ္မအနာဂရောင်း PDF ကမ္မတပေါင်းစုဒေါင်းကြီးနောင်တပွဲနဲ့ဒေါင်းထမန်တပွဲတွေကစီလုံးစွာနဲ့ပူပေါင်းလှုပ်ဆောင်ကြတာလို့သိရပါတယ်။နောက်ထပ်ထမန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မြင်းချမ်းမြို့နယ်ဒလုံမြို့မှာဆိုင်ကနေထွက်လာတဲ့အကြံဘက်စစ်သားနဲ့ပြူစော်တီများကိုတိုက်ခိုက်မှုတွေမှာအကြံဘက်စစ်ကွေး၄ကောင်တိုက်ဆုံပြီးလက်နက်တလက်တင်ဆက်ရရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ မန္တလေးတိုင်းမြင်းချက်မြို့နယ်တလုံးမျိုးမှာဆိုင်ကယ်နဲ့ထွက်လာတဲ့ဂျမ်ပတ်စစ်သားနယ်ပြူစော်တီများကိုဂျားပြတ်တခတ်ရမှာလေဦးတေဆုံးပြီးတနတ်တလက်ဒိန်းဆက်ရရှိခဲ့တယ်လို့ MGN 35ရဲ့ပြောကြားတပ်ဖွဲ့တာဝန်ခံကိုနေမိုက်ကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့မနက်6:50မိနစ်ခန့်မှာမြင်းချက်မြို့နယ်တလုံးမျိုးမှာအနေချေဝဘတ်တို့ဆိုင်ကယ်များနဲ့ထွက်လာတဲ့ဂျမ်ပတ်စစ်သားနယ်ပြူစော်တီတွေကိုတော်လိုင်းရေးတပ်ဖွဲ့များကဂျားပြတ်တခတ်ခဲ့တယ်လို့သိရပါတယ်။အဲလိုတခိုင်းမှုကြောင့်စစ်သား2ဦးနဲ့ပြူစော်တီ2ဦးတေဆုံးပြီး ခြေတရီအမျိုးအစားတနတ်တလက်နဲ့ဆယ်ပံပွိုင်းစစ်တူးချီ45တောင်းတို့တင်ဆက်ရရှိခဲ့ကြောင်းဒါပြင်တကိုင်းမှုအတွင်းမှာကဘာစ20မှဘိုးစင်ရှိသူတအူထိခိုက်တံရရရှိခဲ့ကောင်းတလုံးမျိုးနဲ့မြင်းချက်မျိုးမှာအင်အား120ခန့်ရှိတဲ့စကူတွေရောက်ရှိလာပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့ကတော်လိုင်းရင်ရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်တလုံးမျိုးကနေအမင်းကိုကူတန်သွားလာနေတဲ့စခွေးနဲ့ပစ္စောတိတွေကိုလမ်းကနေစောင်းကြိုပြီးတော့တိုက်ခိုက်ခဲ့တာပါစားတိုက်တဲ့အချိန်ကတော့10ရောက်ပဲတိုက်နေတဲ့အချိန်မှာစကူတွေရောက်လာခဲ့တာပါ အရင်မှာတလုံးမျိုးကနေ20လောက်လဲထွက်လာတယ်။မြင်းချက်မျိုးကနေလည်းအင်အား100လောက်ရောက်လာခဲ့တာ။တိုက်ပွဲမှတ်တမ်းယူတဲ့ရဲဘော်ကကြာဆုံးသွားလို့ရဲဘော်ကိုဆွဲထုတ်ခဲ့ရလို့ဗီဒီယိုမှတ်တမ်းတော့မရခဲ့ဘူး။တိုက်ခိုက်ခဲ့တာကကျွန်တော်တို့တပွဲတည်းပါပဲလို့ MGN 35ပြောကြားတပွဲတာဝန်ခံကပြောပါတယ်။လက်ရှိမှာ MGN 35ပြောကြားတပွဲအနေနဲ့မြင်းချက်မျိုးနဲ့တို့မှရှိတဲ့အကြံပတ်စစ်သားများနဲ့တပ်စခန်းများကိုလည်းဆမပြတ်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ MGN 35ပြောကြားတပွဲရဲ့တာဝန်ခံကဆက်လက်ပြောဆိုပါတယ်။ နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ဘန်ကောက်ကမြေကျုံအချိုင်ကြီးအခြေအနေပိုဆိုးမလောက်အောင်ထိန်းထားဖို့ကြိုးစားနေတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့လမ်းမကြီးတစ်ခုမှာဒုတိယဖြစ်ပေါ်လာခဲ့တဲ့မြေကျုံအချိုင်ကြီးကိုအခြေအနေပိုဆိုးမလောက်အောင်ထိန်းသိမ်းဖို့တာဝန်ရှိသူတွေကကြိုးစားနေပေမဲ့အရင်မှာအခက်ခဲတွေတော့ကြုံနေရတယ်လို့ပြောပါတယ်။ဗာဂျီယာဇေယုံရှိကကတရလမ်းမပေါ်မှာပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကရုတ်တရက်မြေပြိုသွားပြီးမီတာ90လောက်နက်တဲ့အပေါက်ကြီးဖြစ်သွားခဲ့တာပါ။ ကျွန်ကျသွားတဲ့ချိန်မှာဓာတ်တိုက်နေပါမြေအောင်ထည့်ပြုတ်ကျကုန်ပြီးရှော့တွေဖြစ်ပြီးပောက်ခွဲတဲ့နေပါထွက်ပေါ်ခဲ့ပါတယ်။အရိအပေါကြီးရဲ့အကျယ်က900စတူရဲ့မီတာလောက်ကျဝန်းပြီးနှကန်သားတွေကဆက်ပြီးတော့ဘဲထွက်ရင်းနဲ့တအီးအီးပြိုကျနေခဲ့တယ်လို့မျက်မျက်တွေကပြောပါတယ်။အရိဖြစ်စမှာလူတွေထိခိုက်ဒေချင်မှုမရှိခဲ့ပေမဲ့မြေကျုံတဲ့နေရာကအထမ်းမြင့်ဆောက်အုံတွေကြားမှာဖြစ်နေတာကြောင့်ဒေသခံတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ဒါပြင်ဇေယုံမှာရှိတဲ့လူနာတွေနဲ့အရိအနေတဝိုက်တိုက်ခန်းထဲမှာနေထိုင်သူတွေကိုတော့ အာနာပိုင်တွေကချက်ချင်းရွှေ့ပြောင်းပေးထားတယ်လို့သိရပါတယ်။အရင်နောက်ဒီမြေပြိုကြားတဲ့အပေါင်ကြီးပိုကျဲမလောင်ထိန်းထားဖို့အစိုးရရဲ့တာဝန်ရှိသူတွေကစူးစမ်းနေပေမဲ့လည်းပြိုကျားနေတဲ့အချိန်မှာမြေအောက်ရေစင်းပိုက်ကြီးပေါက်ထွက်သွားလို့လမ်းများနှစ်ပြင်ကနောက်ထပ်ပြိုဆင်းမှုတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်။ဒါပြင်အနီးကမြေအောက်ရထားလမ်းဆောက်လုပ်ရေးနဲ့ဇုံတွေကရှုံးနေကြပါအဲ့ဒီအပေါက်တွေကိုဇီးဝင်လာနေတယ်လို့ထိုင်းဝန်ကြီးချုပ်ချန်ဗီရာကိုကတရင်တောက်တွေကိုပြောကြားခဲ့ပါတယ်။ဒီထဲမှာလူအသေးပြောက်မရှိခဲ့တာကလည်းတကယ်ကိုကန်ကောင်းတဲ့ကိစ္စပဲလို့သူကဆိုပါတယ်။ ဘန်ကအုပ်ချုပ်ရေးမှုကတော့ဒီမြေပြို့မှုအတွင်းရေပိုက်ကြီးပေါက်ထွက်သွားတာရဲ့ဓာအားတွေပြတ်တောက်ကုန်တာရဲ့ဖြစ်ပွားခဲ့တယ်လို့တီးပြခဲ့ပါတယ်။လက်ရှိအနေနာကစေယုံမှာတော့ဘာပြဿနာမှမရှိကြောင်းဒါပေမဲ့အနေမှာရှိတဲ့ရေစကန်တစ်ခုအတွက်မြေသားချခိုက်မှုကတော့ဇိုးရင်စရာဖြစ်နေကြောင်းလောလောဆယ်မှာဒေတာကန်တွေကိုအပူတပြင်းရွှေပြောင်းပေးထားကြောင်းချက်ကပြောပါတယ်။ညနေပိုင်းမှာတော့နောက်ထပ်မြေပြို့ချားမှုတွေကိုအတိုင်းတာတစ်ခုတည်းဟန်တားနိုင်ပြီဖြစ်ပေမဲ့လည်းအခြေအနေကိုအနည်းငယ်စောင့်ကြည့်နေရသေးလို့သိရပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျမ်းပဲစကောင်းစီရဲ့လေချောင်းရံတတိထားဖို့ဗမောက်တိုက်ပွဲဆင်နွမ်းနေတဲ့ကတာခရိုင်တရင်လေးတတိပေးတဲ့တင်ကိုတင်ဆက်ပေးကြပါလိမ့်။အာနာတိန်အကျမ်းပဲစကောင်းစီရဲ့လေချောင်းတကိုင်းမှုတွေကိုတတိပြုကြဖို့ဒီသူကားကိုရတမတော် PT ရဲ့ကတာခရိုင်တရင်လေးကယမန်နေ့စတိမလာ24ရက်နေ့ညနေပိုင်းမှာထုတ်ပြန်လာပါလိမ့်။ကတာခရိုင်တရင်လေးအပါဝင်တော်လိုင်းပူပေါင်းတက်တွေကစကိုင်းတိုင်းဗမောက်မျိုးတိန်စစ်စင်ရေကိုဆင်နွမ်းအောင်မြင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့စည်ရေးချင်းတွေကြောင့်ကိုလိုတတိပေးကြတာဖြစ်တယ်လို့ဆိုပါတယ်။အခုရန်သူတက်ကရက်သားလေးကြောင့်တိုက်ခိုင်းမှုတွေကိုလုံဆောင်လာတာကြောင့်အထူးပဲဂေယူဆိုင်ကြပါရန်အတိပေးရပါတယ်လို့ကတာခရိုင်တရင်လေးကထုတ်ပြန်ခဲ့ပြီးအချမ်းဘတ်စကားဆရဲ့လေးကြောင့်တိုက်ခိုင်းမှုပုံစံနဲ့အဆိုပါလေးကြောင့်တိုက်ခိုင်းမှုတွေရဲ့တရားမှုဂျိုတင်ပြင်ဆင်ဖို့အချက်တွေရဲရွာလူတို့အတွက်ခေလုံးဖို့ဂျိုတင်စီစဉ်တာတွေရဲရွာအတွက်မှာဂျိုတင်လေးချင်းမှုတွေပြုလုပ်တာတွေပါဝင်လေးကြောင့်ရန်ဆောင်ရန်ရှောင်းရန်အချက်တွေကိုဖော်ပြခဲ့ပါတယ်ဒေါ်လိုင်းပူပေါင်းတက်တွေဟာပမောင်းမြို့တင်စစ်စင်ရေကို ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးတော့6ရက်ကြာမှာတော့မြို့ကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမြို့ကိုတော်လိုင်းရင်ဘက်ကတင်ပိုက်ပြီးစက်တင်ဘာလ21ရက်နေ့မှာတိုက်ပွဲတချို့ပြန်ဖြစ်ခဲ့တာရှိပေမဲ့အခုရပိုင်းတော့မှတိုက်ပွဲသတင်းတွေတော့မကြားရသေးပါဘူး။အကြမ်းဖက်စကောင်းစီတက်နဲ့ရှမ်းနေအဆက်နေတက်တွေကမြို့ကနေထွက်ပြေးသွားတာဖြစ်ပြီးမျိုးနဲ့ရဲ့နောက်ပတ်ချံဒေတာတွေမှာတော့အဆက်နေတက်တွေဆက်ရှိနေသေးတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါပြင်တစ်ဖက်မှာတော့အာနာတိန်စကောင်းစီဝါရာပြန်သူတချို့နဲ့ရှမ်းနီအဆက်နေဘက်တော်သားတွေဟာ ဒေါ်လန်ရေးတပွဲတွေပမောင်းမြို့တိမ်တိုက်ပွဲအောင်မြင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမြို့ကိုစစ်တကလေးချောင်းတက်ခိုင်းမှုတွေလုံဆောင်တာအပါအဝင်တိုက်ပွဲတွေကြောင့်မြို့ပြတ်စည်းမှုဖြစ်ပေါ်စေခဲ့တယ်လို့လူမျိုးရေးအမုန်းတရားတွေဖြစ်ပေါ်လာစေမယ်လို့လူမှုကွန်ရက်တွေမှာရေးသားပေါ်ပြတာတွေလုံဆောင်လာနေတယ်လို့ပမောင်းမြို့နယ်ပြည်သူ့အချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပြီးတော့ဒီຫນွေဦးဒေါ်လန်ရေးဟာလူမျိုးရေးစစ်ပွဲမဟုတ်အာနာရှင်အမြင့်ပြတ်ချင်းမုံရေးပဲဖြစ်တယ်လို့အသိပေးထားပါတယ်ဒါပြင်ဒီလိုဝါဒဖြန့်တဲ့စကားဆဘတော်သားတွေရဲ့လုံရက်တွေဟာ ပြည်သူကိုအထင်သေးတာဖြစ်တယ်လို့ဗမောက်ဘက်ကဖတာဝန်ရှိသူကပြောပါတယ်။သူတို့ကလူမျိုးရေးမိုင်းတိုက်ရင်ရားနိုင်တယ်ဆိုပြီးပြည်သူကိုအထင်သေးတာဖြစ်ပါတယ်။တကယ်တော့ပြည်သူကသူတို့ထင်တယ်လို့မညံ့ပါဘူး။လူမျိုးရေးထက်အာဏာရှင်တော်လှန်ရေးကိုပဲပြည်သူကလိုလားတာပါလို့ဗမောက်မျိုးနဲ့ပါဖတာဝန်ရှိသူကပြောပြပါတယ်။အစိုးရဗမောက်မျိုးတိုင်စစ်စင်ရေးတွင်မှာရှမ်းနီအဆက်နီဘက်ကအရာရှိတွေအပါအဝင်ဒေသုံထိခိုက်မှုတွေရှိခဲ့တယ်လို့လက်နက်ခဲယမ်းတချို့လည်းတင်ဆက်ရရှိခဲ့ပါတယ်။ဒါပြင်တော်လန်ရေးရဲဘော်တချို့လည်းကြာဆုံးခဲ့ရတယ်လို့ မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနအမတ်၁၁တာကတည်ပေးထားပါတယ်။အရင်နောက်နယူးယောက်ကိုမတော်ရရှာပဲမော်စကိုသို့သာမြန်ရရှာလိမ့်ပြီးဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ယခုကမရောက်နိုင်အောင်၎င်းသွားခြင်းစုံနယူးယောက်တို့မရောက်ရရှာပဲမော်စကိုသို့သာရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။စက်တင်ဘာ26ရက်မှ28ရက်နေ့ထိမော်စကိုမှာကျင်းပမဲ့ကမ္ဘာအနှုံးမြူဇွမ်းရင်တရင်ပတ်ဖိုရမ်ကိုတက်ရောက်ရန်ထွက်ခွာသွားပြီဖြစ်ပါတယ်။ အနုမြုပ်စွမ်းရည်စီစဉ်နေဖော်ဆောင်နေတယ်။နိုင်ငံများမှခေါင်းဆောင်များတက်ရောက်မှဖြစ်တယ်လို့အကြမ်းဖက်ဆဲဟုတ်စုရဲ့မီဒီယာများကဝဝင်ကြွကြဖော်ပြနေကြပါမိမယ်လေ။တကယ်တမ်းမှာတော့ပူတင်ရဲ့တပည့်ရင်းချတွေဖြစ်တဲ့ဘယ်လာရုသမ္မတအာမေးနီးယားဝန်ကြီးချုပ်အီရန်ဝန်ကြီးချုပ်တို့သာတက်ရောက်ဖို့ရှိနေပါတယ်။ဂျန်နဲ့နိုင်ငံများကတော့ညွန်ကြားရေးမှူးချုပ်အဆင့်ရှိတဲ့အစိုးရဘက်ကိုယ်စားလှယ်တွေကုမ္ပဏီကြီးတွေကကိုယ်စားလှယ်တွေသိပ္ပံပညာရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ကြတာဖြစ်ပါတယ်။မြန်မာပြည်မှာနျူကလ িয়ার တပောင်းဖို့အသေးစားပင်မရှိ ဒုတိယနာဌာနလည်းမရှိသေး။ဒါပြင်နျူကလ িয়ার စီမံကိန်းဟာငွေကြေးအများကြီးကုန်ကျမှာဖြစ်လို့လက်ရှိပြည်ပရောက်အလို့သမားများထံကပင် လက်ကုပ်နိုင်နေရတဲ့ဆေးအုပ်စုအနေနဲ့လုံနိုင်လေးမဲ့အရာလို့မြေသူကမှလေးလေးနက်နက်စဉ်းစားနေကြမှာမဟုတ်ပါဘူး။ရုရှားနဲ့နျူကလ িয়ার စွမ်းအင်ပူပေါင်းဆောင်ရွက်ရေးတွေနားလည်မှုစာချုပ်အလွှာ MOU ကို2023ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။နားလည်မှုစာချုပ်အလွှာဆိုတာကလည်းတကယ်တမ်းအကောင့်ထဲပေါ်မဲ့စာချုပ်စာတမ်းမျိုးမဟုတ်ပဲလောက်ချရအောင်ဆိုတဲ့ကြေညာတဲ့အဆင့်မျိုးသာရှိနေပါတယ်။ ို့တော့ရုရှားက၎င်းတို့နောက်မှာမမမမမရက်တိနေတယ်လို့လူမိုက်အားကိုးနဲ့လူရှင်အောင်ဟန်ရေးပြနေတဲ့စင်တာရှိပါတယ်။သို့တော်လည်းရုရှားတို့ကိုရန်ကိုကြဝန်တိုက်ပေးခဲ့တဲ့စီးရီးယားမှာပင်အာဆတ်ထွက်ပြေးသွားရတာကိုကြည့်ပြီးတော့မိသူကားမှလည်းအထင်တကြီးမရှိကြပါ။လက်ရှိမှာ88ကျိမြောက်ကုလသမဂ္ဂထွတ်ထွေညီလာခံကြီးကျင်းပနေပြီဖြစ်တာကြောင့်နိုင်ငံပေါင်းစုံမှတမရများဝန်ကြီးချုပ်များစုံကြီးစွာမင်ခွန်းအသီးသီးပြောကြားရန်တပွဲပွဲရောက်ရှိလာနေခြင်းလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မိုဝါဒ်မတ်ယုံနေတယ်လေ။ နေဦးရောက်မှာအချိန်ကြိုက်ပြီးတော့ရိုရင်ဂျာရဲ့ဖြစ်ရှင်းပြရန်ညီလာခံတရက်ကိုစတေမလာ30ရက်နေမှာပြုလုပ်သွားရန်စီစဉ်ထားတယ်လို့သိရပါတယ်။လက်ရှိမှာမြန်မာနဲ့အာဆီယံခေါင်းဆောင်တွေဟာတန်တမန်အေးအေးရှင်းမတိုးနောက်မဆုတ်ဖြစ်နေကြပါတယ်။ဇေယုစုမှာ၎င်းတို့အကြီးအကျယ်မျှော်မှန်းထားတဲ့ရွေးကောက်ပွဲဆိုတာကိုအာဆီယံမှဝင်ရောက်မဆော့ဖက်နိုင်ရန်ပိတ်ဆို့ဟန်တားနေတယ်လို့ဟောင်ကောင်မှာရှိတဲ့ South China Morning Post သတင်းစာမှာရေးသားထားပါတယ်။ဒါကြောင့်အာဆီယံ၄နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများခီးစဉ်ကိုလည်းရွှေ့ဆိုင်းပေးလိုက်ရပါတယ်။ အဲလိုရွှေဆိုင်လိုက်ရတာဟာလေမယောင်းလိုက်ရ၎င်းရဲ့ရွေးကောက်ပွဲအားအဓိကနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်နဲ့အိန္ဒိယတို့မှထောက်ခံမှုရထားတာကြောင့်အာဆီယံဘက်ကပြောလာမယ့်ဟာတွေကိုနားထောင်ကျင်စိတ်မရှိဖြစ်လာလို့လို့လေးလာသူတွေကသုံးသပ်ကြပါတယ်။၎င်းတို့ကျင်နှံ့အောင်လဲပြောဆိုလောက်ကင်ပေးစရာမလိုလို့ယူဆလာပါတယ်။အာဆီယံကစေုပ်စုကိုယ်စားလှယ်အားရွေးကောက်ပွဲထက်ငြိမ်းချမ်းရေးရဖို့တာဦးစားပေးရမယ်လို့အတိပေးထားခဲ့ပြီးဖြစ်ပါတယ်။အာဆီယံမှာမြန်မာအရေးအားပေါ်ဝင်ပတ်သက်နေသူအားလုံးနဲ့ထိတွေ့ဆက်ဆံဖြစ်ရှင်းသွားရန်စိတ်ပိုင်းဖြတ်တာပြီးဖြစ်ပါတယ်။ ဒါဟာစေယုစုနဲ့ဆက်ဆက်ရေးမှာရှေးလျှောက်စင်လာတစ်ခု ဖြစ်သွားနိုင်တယ်လို့လည်းយေတာထားပါတယ်။အာဆီယံဟာလက်ရှိစစ်ပွဲကိုဇွန်လွေးဖြစ်ရှာပြီးရတရန်လိုအပ်ရင်အပြစ်ခတ်ရစဲရေးကိုလေးလာစောင့်ကြည့်မဲ့အဖွဲ့တွေစစ်လို့ရန်ယူရနေပါတယ်။ဤဒီကပဲမင်းအောင်လိုင်တို့အုပ်စုရဲ့ယူရရင်အမှန်ကိုမတုံ့တက်နိုင်ပဲ၎င်းတို့ရဲ့စစ်ကူနဲ့သာတိုက်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။၎င်းတို့ဘာသာပြတ်တန်းထားတဲ့ပြည်တွင်းရေးဝင်မဆွက်ရောက်အဖွဲ့ဝင်နိုင်ငံတနိုင်ငံဘွေဖောက်လာပါကရေယူရမယ့်ပြတ်တန်းထားချက်များမရှိတာကြောင့်ရွာလည်နေတဲ့အဖွဲ့သာဖြစ်ပါတယ်။ မရောက်နိုင်ရဲ့ရွေးကောက်ပွဲဆိုတာကစေအုပ်ချုပ်ရေးဆိုတဲ့စင်ကောင်ကြီးဟာဒီမိုကရေစီဆိုတဲ့စိတ်သက်ရည်နဲ့ဘုံအုပ်ရန်ဂျိုးပန်းချင်းတသက်ဖြစ်တာကိုပြည်ရဲမှာရှိတဲ့ပြည်သူတရက်လုံးကနားလည်ထားကြပြီဖြစ်ပါတယ်။၎င်းတို့ဘလို့အခြေအနေတွေပဲရောက်ရောက်ပြည်သူများပေါ်ဂျိုးလုံးကြတဲ့ပြစ်မှုတွေက အရေးလို့ကပ်ပါလာပြီးအမြဲလို့ခြောက်လန့်နေမှာသာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့လူတက်တချောင်းကိုဘယွယ်စိတ်တကောင်လောင်းမြပင်တံပိုးမထားတတ်တဲ့ ရောင်မပွဲကောင်းလာတဲ့ဆဲနာရှင်စနစ်စိုးကြီးကိုကဘာမြေပေါ်မှာခေါင်းထောင်နိုင်ရန်အာရုံနေပြီလဲဖြစ်ပါတယ်။ရုပ်ရည်ယူပကအတင်းတင်းမြပဲမရှိ။ဒေယုဆောင်ဦးရဲ့ချင်းလဲတစမ်းမှမရှိပါပဲလျက်။ငွေတုံးပိုက်ပြီးရုပ်ရှင်မင်းသားဝင်လုံးနေတဲ့ဇတုပ်ကိုမကြည့်မနေရကြည့်ရတော့မှလဲဖြစ်ပါတယ်။အာနာသာတင်လိုက်ပေမဲ့ဒိုင်းပြီးကိုအုံချုံနိုင်စွာမရှိကြပါ။ပေါ့ဖော်ကြီးကဲပါ၊ကျွမ်မင်းကြီးကဲပါနဲ့ဒိုင်းပြည်ရဲ့ချုံချာအာနာကိုအပေါင်းထားပြီးတော့အသက်ဆက်နေကြရတဲ့ဘဝရောက်နေကြရသူတွေဖြစ်ပါတယ်။ မြေတို့ပင်စကားပရိရဲ့အရာနဲ့ဖုံးကွယ်ဖို့စ조사နေပေမဲ့၎င်းတို့ဘဲချင်းနေစိုက်နေပြီဆိုတာကိုပြည်သူများသားမကနိုင်ငံတကာကပါကောင်းစွာတင်နာလည်နေကြပြီဖြစ်ပါတယ်။နိုင်ငံတကာတရားရုံးများကလည်း၎င်းတို့ကိုရုံးတင်စစ်ဆေးနိုင်ရန်တော့တသိထောက်ထားများကိုစင်တင်စုဆောင်ထားကြပြီဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကောင်းဆောင်မိုဟာမက်ယူနော့ကတကဘာလုံးနဲ့မြန်မာဆဲဟုစုရဲ့ရုံးမှဆက်စုပ်ရုံးရှားပွဲကောင်းတဲ့လူမျိုးရေးတပ်ဆက်မှုဂျူလုံးကခြင်းကိုပြပြတတဆန်းကျင်ရည်တည်သွားပြီး ၎င်းတို့နဲ့ဆက်ဆံရေးကိုပြန်လည်စဉ်းစားကြပါရန်ပါမကြသေးမီကတိုက်တွန်းလာခဲ့ပြီဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မဟုတ်ကြအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပါတဲ့တော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။